โอเคအားလုံးမင်္ဂလာပါကျွန်တော်ကတော့5 star လေးမှုပဲဖြစ်ပါတယ်เนาะကျွန်တော်တို့အချိန်လေးတွေကเนาะသွားတာလေးတွေမြန်းနေတဲ့အတွက်လိုင်းလေးတွေမကောင်းနိုင်ကျွန်တော်မျိုးတွေအတွက်ဒီဘတ်စာကိုအကောင်းဆုံးမြန်မြန်လေးပြတ်တပေးသွားပါမယ်เนาะโอเคပါကျွန်တော်တို့ ဒီဒီဘက်မှာကျွန်တော်နော် Facebook like ကလည်းမျိုးတွေအတွက်တင်ပေးပြီးသားပါအခုဒါ YouTube ကမျိုးတွေအတွက်ကျွန်တော်တို့နော်ဒီဘက်စာနဲ့ဒီနေ့နေ့တိုင်းအတွက်ကို ကျွန်တော်လာရောက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ပြီးသွားတဲ့ဘက်ကဆိုရင်လက်တွေ့ site တွေနဲ့ကျွန်တော်တို့ group မှာနော်နေလား 3ခွန်40ဆိုတဲ့ကနန်းနေနော်တောက်လျှောက်နေတိုက်ဒီအောင်မြင်စွာပြီးနိုင်ခဲ့ပါတယ်ဘာလို့လဲဒီလက်တွေ့ site လေးကတောက်လျှောက်မှန်နေတဲ့မူလေးဖြစ်သွားတာကြောင့်ပေါ့ဗျာဒါကျွန်တော်တို့ five star တို့ရဲ့အမျိုးတွေပေါ်ထားတဲ့စေတနာနော်နဝီဒီဘက်ကအမျိုးတွေအတွက်ကျွန်တော်တို့ကအပိုင်းတကအပိုင်းရွေးမယ်ဆိုရင် နော်သုံညာတိနေ3အခွေအပိုင်ပေးခဲ့တယ်သုံညာတိနေ3လေးရှစ်ထိတ်မှုကြောင့်နော်ဒါတွေဟိုပဲအပိုင်စီမှာသုံညာတိနေ3အခွေရ3မှုဆိုတာညနေထွက်ပြီးတော့ဒီရှစ်ထိတ်ကြောင့်သုံညာတိနေ3လေး40လို့ထွက်တယ်ဒါပြီးအလယ်နှက်ခတ်မှုကြောင့်လေပရိတ်တွေထွက်မယ်ဆိုတော့ဒီ40ကိုပြောပေးခဲ့ပြင်အများအတွက်เนาะ ပြောပြပေးခဲ့တဲ့အပြင်ကျွန်တော်တို့လက်တွဲဆိုင်ကလည်းဒီ40ဆိုတာပါခဲ့ပါတယ်ဒါရီယာအမျိုးတွေအတွက်ဖိုင်စတာတို့ကနော်တည်တည်ခံနဲ့မကြောက်တင်ခံနဲ့ဟာရီပါအဲ့ကြတော့ဒီ40ထောက်လျှောက်မှန်ခဲ့တယ်ပေးခဲ့တယ်ဆိုတော့ဒီနေ့အတွက်နေတိုင်းက9နဲ့3နဲ့ပေါင်းရင်3ည သုံးညငါခွန်ကီးနဲ့သုံးညငါခွန်ဘရေဆိုတော့အစကဒီခွန်သုံးနဲ့ခွန်ရှစ်ရွေးချယ်ပေးခဲ့တယ်ဒါပေမဲ့ဒီငါပရိတ်တွေသုံးညပရိတ်တွေကလည်းအရန်အကောင်းလို့ပါနော်ဘာကြောင့်လဲဆိုရင်ဒါတွေကကျွန်တော် like ကိုကြီးတဲ့လူတွေပဲဒါတီးတော့မယ်နော်ချရေးမပြီးတော့တဲ့ဟာတွေဖြစ်တယ် ဒီအလေ30မူတွေကလည်းเนาะအရန်အားကောင်းပါတယ်385ကီးနဲ့385ပရိဒိကြားတတ်ပါတယ်ဆိုတော့ငါပရိဒိပါနေလာ ဖြစ်တယ်လို့เนาะကျွန်တော်တို့ဒီ3မူထွက်ထားလို့38အလုံးပိုင်းနေနဲ့38ပရိဒိကအမြဲကြနိုင် ဟိုအမြန်ကြနိုင်ပါတယ်နော်ဒီနေ့ဒီနေ့ဒီနေ့ဒီမှာအမြန်ကြနိုင်ပါတယ်နော်အဲကြောင့်မို့လို့ကျွန်တော်မနေ့က Facebook မှာလိုင်းလွင်တော့အလုံးပိုင်းမေးထားတာ၃လုံးပိုင်းကတော့ main ဖြစ်ပါတယ်၃ရှစ်ပတ်တီရှိပါတယ်၃ရှစ်ဘရိတ်တွေရှိပါတယ်နောက်ပြီးဒီ၃ရှစ်ဘရိတ်တွေဟာအပတ်တိုင်းလေးထွက်နေတော့ကျွန်တော်မျိုးတွေကလဲလွတ်လို့မရပါဘူးအဲ့ဒီတည်းကမှကျွန်တော်တို့တခုချင်းပြောမယ်နော်ရေးမပေးဘူး လိုက်ကိုတန်မှုထားတဲ့အမျိုးတွေပဲဒီနေ့အစင်းပြေမယ်ရမယ်နော်ကနန်းနီမူတွေကိုရေးမပေးဘူးမှတ်သားတယ်ကြီးတဲ့လူတွေပဲအစင်းပြေမယ်ဟုတ်ပြီလားအဲ့ကြတော့ကျွန်တော်ဒီနေ့မှနေတိုင်းဖြစ်ကဒါကိုရွေးချယ်ပေးထားခဲ့တယ်အဲ့ဒီမှာနေတိုင်းဒါတွေဘာလို့ရွေးချယ်ပေးသလဲဆိုတဲ့ဟာဒီမှာထပ်ပြီးလာပါမယ် ကျွန်တော်တို့နဝီဒီတပတ်အတွက်ကျွန်တော်တို့အကောင်းဆုံးမူရီစိုက်တီတွေက၄ညအာကြောင့်6089အပိုင်ွေပေးထားပါတယ်ဒီထဲမှာလည်း9ဆိုတဲ့၅ပရိတ်ကို မိန်တီငနန်းပေးထားတယ်လို့6ရှိဆိုတဲ့လေးပရိတ်ကလည်းမိန်တီငနန်းပေးထားပါတယ်ဒါတွေကအမျိုးတွေအတွက်အကျိုးရှိဖို့เนาะတေချာတလောက်ရှိလို့ကျွန်တော်တို့ကရွေးချယ်ပေးခဲ့တာကျွန်တော်တို့မူတွေ site တွေဟာဒီ6ခွန်း6ခုကို၄၅ခုလောက်ကိုတိုက်ဆိုင်စွာလာကြနေတာဖြစ်လို့ နော်ပြီးသွားတဲ့အပက်ကကလေးကလည်းအကျွေးကြံဖြစ်လို့နော်ပရက်ဒီရှိတာကြောင့်လည်းဖြစ်နိုင်တယ်ပေါ့ဗျာကျွန်တော်မျိုးတွေကိုဒီတစ်ပတ်မှာကျွန်တော်တို့ကလွယ်လွယ်လေးအပိုင်ကောက်စားကြမယ်နော်အဲဒီ6ခွန်8ခုအဘူးပါအခွေကိုအဲ့ဒီမှာကျွန်တော်တို့ရဲ့နောက်ထပ်ဘာတွေရှိသေးလဲဆိုရင်38 break အကြောင်းပေါ့ဗျာကျွန်တော်တို့ တုံညာတုံညာအခန့်ရင်လေဟုတ်လားတိတုံညာ6ခွန်အခွေတွေကြတတ်ပါအဲ့ဒီထဲမှာရှိပရိတ်3ပရိတ်ဆိုတဲ့ခွန်တိနဲ့ခွန်6ပါเนาะဒါတွေကတော့အမျိုးတွေကျွန်တော်တို့ကဟုတ်လားရှားဖွေပေးထားတာဖြစ်တဲ့အတွက်နော်ယုံမတန်တရားရှိစရာမလိုဘူးနော်လိုက်ကြည့်လိုက်ဒီမှာ လောလောဆယ်တွေ့တာ6သုံးညသုံးညာ6ထွဲ့လို့တိသုံးညာ6ခုခွေလိုက်မယ်ဆိုတော့ဒီမှာတိ6သုံးထွက်ခဲ့တယ်ဟုတ်ပြီလားเนาะဒီမှာ6သုံးညသုံးညာ6ထွဲ့လို့ကတ်ပြီးတော့เนาะတိသုံးညာ6ခုခွေလာအမျိုးတွေဒါချက်ချင်းထွက်တဲ့ မြစ်တဲ့အတွက်ဒီတင်းတုံညာ6ခုအခွေပါတဲ့ဟာကိုအမျိုးတွေကိုကျွန်တော်တို့ကပြောချင်တာဒီမှာ60ထွက်တယ်တင်းတုံညာ6ခုအခွေဖြစ်တဲ့80တခုနေထွက်တာဖြစ်တဲ့အတွက်နော်အမျိုးတွေအတွက်အကျိုးရှိမယ်နော်6 6တုံညာတုံညာ6ထွက်လို့တိတုံညာ6ခွန်အခွေရှိတော့3ရှစ်ဗရိတ်ကကျွန်တော်တို့เนาะဒါလေးရေးပေးမယ်မျိုးတွေအတွက်တော့ဒါအကျိုးရှိမှာမို့လို့ခွန်1ခွန်6 ရှစ်ချောက်ဆိုတဲ့မွေးကနန်းနေရာရချိန်းနေပြီလာတော့မှဖြစ်တယ်နော်အဲဒါလေးတော့အထူးဂယူဆိုင်ဖို့ကျွန်တော်မျိုးတွေကိုကျွန်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျာဒါမျိုးတွေအတွက်အကောင်းဆုံးနေဖြစ်လာမှာနေမို့လို့နော်ဒီမှာ6ခု8ခုခွေရလေခွန်6ကပါပြီးသား38ပြိတ်ဒီဘာလို့လဲအပတ်တိုင်းမျိုးတွေအတွက်အကျိုးရှိနေတာဖြစ်တယ်38ပြိတ်ဆိုရင်ဒီ6နှစ်ခွန်ခွေရ မိန်ကြပြီးတော့ငါတို့ညာ3ရှိခွေရဒုတိယကြတယ်နော်အဲ့ဒါလေးတွေကကျွန်တော်မျိုးတွေအတွက်ဖြစ်ပါတယ်အဲ့ဒီတည်းမှာဒီတစ်ပတ်အတွက်အကောင်းဆုံးအခွေကျွန်တော်ပြီးသွားတဲ့အပတ်ဂျာတာပရိနေကလေးကနော်ဒီမှာကျွန်တော်တို့မူရီအောင်မြင်ခဲ့ကြတဲ့ရှင်ငါဆိုတဲ့မူရီအောင်မြင်ခဲ့ကြတဲ့ ကျွန်တော်တို့စီမှာအပိုင်ကိုရှိတယ်နောက်တစ်ပတ်မှလို့ကျွန်တော်ပြောခဲ့တယ်အဲဒါကြောင့်မလို့ဒီရှင်ကသုံးပြိဦးကြောင့်ဒီတစ်ပတ်မှထွက်မဲ့အပိုင်မူကိုကျွန်တော်တို့ဂရုမှာပါမှာဖြစ်တယ်ဂရုဝင်ကြီးသတောင်းဝဲနဲ့တူနော်ကျွန်တော်အမျိုးတွေအတွက်အကောင်းဆုံးအပိုင်ဆုံးဖြစ်မဲ့အခွေဖြစ်ပါတယ်အာဘိဂျင်းနေဆိုရင်ခွန်ကိုကိုလေးနိခွန်တုံညာရှင်ငားနဲ့ခွန်ကိုနိ95တိ905ခွန်ကို9တို့မှာ လာရောက်စစ်တွေ့တာနဲ့ရပါပြီနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့အမျိုးကြီးအလုံးကျမ်းမှချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ကျွန်တော်ကဆုတောင်းပေးပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်ဒီနေ့ like ကိုပြောတဲ့ဟာရီယာဒီချာ like ကိုအစာဆုံးကြည့်တဲ့လူတွေပဲအကျိုးရှိမယ်နော်ကနားတပြုတ်ကနန်းလေးကြည်တာနဲ့တော့အစင်ပြေမှမဟုတ်ဘူးဘာလို့လဲမူတွေကျွန်တော်ဂျားထဲမှာပြောတာတွေအများကြီးပဲเนาะ ဒေဇာပေါက်လာမဲ့မူတွေဖြစ်တယ်ခုန36ရဲ့မူဆိုရင်ဒါချက်တပင်းမမပြဘူးအေးရချင်းကြော်ခဲ့တာတော့ရှိတယ်နော်ရချင်းဘလို့ကြော်လဲ9ရဲ့အတွင်းမထွက်ပဲနဲ့6ရဲ့9ရဲ့ဆိုတာတော့ရှိတယ်နော်ဒါပေမဲ့မပြတ်ဘူးအပိုင်အကောင်းဆုံးမူတွေကိုကျွန်တော်ချပြပေးထားတာအဲ့ကြတော့ဒီတစ်ပတ်မှလည်းအမျိုးတွေအတွက်ဒီဘက်ကအတွက်6ခွန်း8ခွေကမောက်တင်ခံမှာဖြစ်တယ်လို့ ကျွန်တော်တို့ဂရုရဲ့အပိုင်ခွေရလဲမကြောက်တင်ခံအောင်မှာဖြစ်ပါတယ်စောစည်းစွာကြမယ်ယူထားတဲ့အမျိုးတွေကနော်ကျွန်တော်တို့ဒီဂရုရဲ့အခွေကိုဘာတစ်ခုမှခြံခဲ့လို့မရဘူးကျွန်တော်ဆိုလိုချင်တာဟလာအဘူးတွေရောပါဝါအဲဘာလီယောညာလီယောပေါ့ဗျာအကုန်ခြံထားလို့မရဘူးဒီအခွေလေးလုံးခွေကိုအကုန်အပြည့်ဝထိုးရမှာဖြစ်ပါတယ်နော်စောစည်းစွာလာပါမယ် ကျွန်တော်ကိုယုံကြည်တယ်ချစ်ခင်တယ်ဆိုတဲ့အမျိုးတွေက like and sharing လေးတွေနဲ့ကူညီပေးဖို့တောင်းဆိုပါတယ်เนาะဒါအပြင်ဂရုမလေးလာရောက်ပြီးအားပေးလဲပါလို့အလုံးကိုတောင်းဆိုရင်းနဲ့ပါဒီနေ့အတွက်နေတိုင်းကတော့ဇတိုင်မှန်ထားတဲ့ကျွန်တော်မျိုးတွေအတွက်เนาะဇတိုင်မှန်ခဲ့တဲ့ ကျွန်တော်အဲဒီဟာဂရုမာနော်တောက်လျှောက်ပြီးခဲ့တာတပတ်လုံးနေငါအောင်ခဲ့တယ်သုံးခုအောင်ခဲ့တယ်60အောင်ခဲ့တယ်အခုဒီနေ့အတွက်နေတိုင်း9 3ခွန်ဒီကြီးတွေပြိတ္တိယာဖြစ်နိုင်လို့ဒါနေတိုင်းမှာကျွန်တော်ကပြသခြင်းဖြစ်ပါတယ်ခွန်တကူနဲ့ခွန်ရှိကိုမိန်ဟောပေးထားပါတယ်နော်ဒါကနေတိုင်းပါအခုနာ အမြဲပြောခဲ့တဲ့ဖတ်စာတို့အမြဲပြောခဲ့တဲ့စကားကနေတိုက်တည်တဲ့ဖတ်စာတို့အပိုင်နိုင်ဆုံး